2016ကိုဘာဖလာကိုအပိုင်သိမ်းမဲ့ဂုတ်ကြီးရော်နယ်ဒိုရဲ့ဘော်ဒူဂီညီကိုကဂုတ်ကြီးရော်နယ်ဒိုရဲ့ဖန်သာဆိုရင်တော့ကွန်ဂရက်ဂျူလေးရှင်းလို့အရင်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ရဲ့ဂုတ်ကြီးရော်နယ်ဒိုကိုကမ္ဘာပလာကြီးနဲ့မြင်တွေ့ရတော့မှသိပြီးမကြတော့လို့ဖြစ်ပါတယ်။ဒါကဘောလုံးပိတ်တဲ့အများစုဖြစ်နေတဲ့ဆန္ဒတစ်ခုဖြစ်ပြီးတော့သူ့ရဲ့ကစားသမားဘဝပြည့်ပြည့်စုံမှုရာတခုတည်းသောလိုအပ်ချက်ဖြစ်တဲ့ကမ္ဘာဖလားကြီးကို လာမယ့်2026မှာရယူသွားတော့မှာဖြစ်ပါလေ ဟုတ်ပါတယ်သိကြပါတယ်2026ကမ္ဘာဖလားကြီးကဂုံကြီးရော်နယ်ဒိုအတွက်ပါပဲဂုံကြီးနေနေကတော့ဝပ်ဖလားကြီးကိုအပိုင်သိမ်းပြီးတော့ခန္ဓာလောက်ပါတဲ့ဇသိန်းနဲ့ကာမဘွားကိုအနိုင်ယူရသွားရတော့မှာပါဆိုတော့ဂုံကြီးရော်နယ်ဒိုရဲ့ပေါ်တူဂီအနေနဲ့ပါကြောင်များဝပ်ဖလားရရှိသွားမလဲဆိုတာကိုအချက်၃ချက်နဲ့ပြောပြပေးသွားပါမယ်နံပါတ်၁ချက်ကတော့ Goran Generation လို့ခေါ်တဲ့ရွှေရောင်မျိုးဆက်ကြောင့်ပါလက်ရှိရော်နယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီလောက်လူကြီးတောင်တင်းတဲ့အသင်းမရှိသေးပါဘူး ဂိုဒမာ နောက်တန်ကွန်းလယ်နဲ့ရိုနယ်ဒိုဥဆောင်တဲ့တိုက်စစ်ဒီကစားသမားစုဖွဲ့ကိုအခြားသောဘယ်တင်မှယွင်ရှင်ပြိုင်နိုင်မှုဆိုတာကမလွယ်ကူပါဘူးဘရူနိုဖာနန်ဒက်စ်တို့ဘာနန်ဒိုဆေးပါရာဖေးလီယိုဂျာအိုဖီလစ်ဂျာအိုနာဗက်ဘီဒင်ဟာရိုဝင်ဒီအက်စ်နဲ့အခြားသောစတားပလေယာများပြားရှိတဲ့အတွက် Golden Generation လို့ပြောလို့ရတဲ့ဒီရွှေရောင်မျိုးတန်နဲ့ဖွဲ့စည်းထားတဲ့ပေါ်တူဂီအနေနဲ့ကတော့ကမ္ဘာပလာရရှိဖို့ရာတည်ကြလို့နေတာဖြစ်ပါတယ်နောက်ထပ်ဒုတိယအချက်အလက်တွေကတော့ရောဘတ်တိုမာရီနာရဲ့နီးစနစ်အကြောင်းဖြစ်ပါတယ် ရောဘတ်တိုမာရီနဲ့ရဲ့တိုက်စစ်ဦးစားပေးကစားဟန်ကလည်းပေါ်တူဂီတို့ကမ္ဘာပလာရရှိနိုင်တဲ့အချက်တစ်ချက်လို့ပြောလို့ရပါတယ်။ပေါ်တူဂီဆိုတာကလည်းရှေးအခင်ကလေးကတိုက်စစ်ဦးစားပေးကစားတဲ့အသင်းဖြစ်ပြီးတော့အဲ့လိုတိုက်စစ်ဦးစားပေးကစားတဲ့အသင်းကိုမှရောဘတ်တိုမာရီနဲ့လိုနှိပြမျိုးရရှိလာတာကကြားကိုတောင်းပန်တက်ပေးလိုက်သလိုပါပဲ။သူ့ရဲ့တိုက်စစ်ကစားပေးဟန်ကြောင့်မလို့ကိုကြီးအနေနဲ့ကလည်းသွန်းကိုများပြားသွန်းယူထားတာကိုမြင်တွေ့ရပြီးတော့ Prime Ronaldo ကိုမြင်တွေ့နေရသလိုပါပဲ။ အသင်းသားတွေအနေနဲ့ကလည်းအရင်တွေကလိုမဟုတ်ဘဲနဲ့အပိတ်ကိုချိန်ဆက်မိမိနဲ့စီစီလုံးလုံးကစားထားတာကိုမြင်တွေ့ရပြီးတော့မာတီနိုက်ရဲ့နှီးစနစ်တွေနဲ့အံဝန်ခွင့်ချရှိလာပါတယ်။သိကြပါတယ်။2026ကဘာဖလားကြီးကတော့ဘော်လူကြီးအတွက်ပါပဲ။โอเคနောက်ဆုံးတစ်ချက်ကတော့ရော်နယ်ဒိုဖြစ်နေလို့ပါပဲ။ရော်နယ်ဒိုဆိုတာဝေဘန်နာတွေကိုအချင်းချင်းနှုတ်ဆက်အောင်လုပ်ခဲ့တဲ့သူပါ။သူ့ကိုဝေဘန်နာတွေကိုအပြောမဟုတ်အလုံးနဲ့တက်တည်ပြခဲ့တာတွေကြီးပါပဲ။ ဘာသာမမမဆိုရင်လည်းဖလားအလုံးရရှိထားပြီးတော့နိုင်ငံအသင်းနဲ့လည်းဖလားတွေတော်တော်များများရရှိပြီးသားဖြစ်ပါတယ်။ဒါပေမဲ့လို့သူ့ရဲ့ဖလားပြတိုင်းမှာလိုနေတာဆိုလို့ကမ္ဘာဖလားတစ်ခုတည်းသာရှိတော့တာပါ။ရိုနယ်ဒိုကိုတိုက်ခိုက်တဲ့သူတွေနေနဲ့ကလည်းဒီချက်နဲ့ပဲတိုက်ခိုက်နေကြတာများပါတယ်။ဒါပေမဲ့လည်းဒီတန်တွေကတော့မကြခင်မှာတိတ်ဆိတ်သွားတော့မှာပါ။ဘာကြောင့်လဲဆိုရင်တော့ကိုကြီးနေနဲ့2020ကျောက်ကမ္ဘာဖလားကြီးကိုမကြခင်မှာရရှိသွားတော့မှာဖြစ်တဲ့အတွက်ကြောင့်ပါ။ဟုတ်ပါတယ်သူအနေနဲ့ပြီးခဲ့တဲ့2020ဝက်ကပ်မှာကလေးက ဝဘလာရိုက်ယူပြီးတော့အနားယူခဲ့ခြင်းပဲလို့ကျွန်တော်တို့နိပြကြီးဖာနန်ဒိုဆန်တို့ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့အရန်ကုန်မသာထိုင်နေခဲ့ရလို့ဝဘလာကိုမရရှိခဲ့ရတာဖြစ်ပါတယ်။ဒီဒီချိန်မှာတော့ဂိုကြီးကိုမိန်းထားပြီးကစားလာတဲ့ရောဘတ်တိုမာရီနယ်ရဲ့နီးစနစ်ကြောင့်ဒီနှစ်ဝဘလာကတော့ပေါ်တူဂီတို့ပိုင်ရမယ်ဆိုတာသိကြနေပါတယ်။ဆိုတော့ကရှူယောင်မျိုးဆက်လည်းပိုင်ဆိုင်ထားတယ်။နီးစနစ်ကလည်းရောဘတ်တိုမာရီနယ်ရဲ့နီးစနစ်နဲ့တကယ်ကိုကောင်းတဲ့အခြေအနေကိုရောက်ရှိနေတယ်။ ဂိုကြီးတော်နဲ့တို့ကလည်းရှိနေပြိုင်နေဆိုတော့2026ကမ္ဘာဖလားကတော့ပေါ်လူဂီတော့ဖြစ်ပြီးတော့ဂိုကြီးနေနေကလည်းကမ္ဘာဖလားကြီးကိုအပိုင်သိမ်းပြီးကမ္ဘာပေါ်အနိုင်ယူသွားတော့မှဖြစ်တဲ့အကြောင်းကိုတင်ဆက်လိုက်ပါတယ်